လာမယ့်သတင်းပတ်မှာပြုလုပ်မယ့် American Ukraine ကိုယ်စားလှယ်တွေတွေ့ဆုံမှုကအထိပ္ပယ်ပြေးွားတဲ့ဆွေးနွေးမှုတွေဖြစ်လာဖို့မျှော်လင့်ထားကြောင်း Ukraine သမ္မတ Volodymyr Zelensky ကပြောပါတယ် Saudi Arabia မှာ Ukraine နဲ့ဆွေးနွေးဖို့ကိုယ်စားလှယ်အဖွဲ့တစ်ခုဆေးလွှတ်သွားမယ်လို့ American ကကြေညာခဲ့တဲ့နောက် Zelensky ကအခုလိုမှတ်ချက်ပေးခဲ့တာပါဒါပေမဲ့ဆွေးနွေးပွဲမှာတော့ Zelensky ကိုယ်တိုင်ပါဝင်မှာမဟုတ်ပါဘူး American ကိုယ်စားလှယ်အဖွဲ့ကတော့ Trump ရဲ့အထူးကိုယ်စားလှယ် Wiskoff ကဥဆောင်သွားမှာပါ ဒါဟာဖေဗျော်ရီလကုန်ပိုင်းကအင်ဖီရိုမာဇယ်လမ်စကီးနဲ့ထရမ့်တို့ကြားလူသိရှင်ကြားစကားအခြေတင်ဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်းနှစ်နိုင်ငံကြားဆွေးနွေးမှုလမ်းကြောင်းပေါ်ပြန်တက်လာတာလည်းဖြစ်ပါတယ်။ဒီအတော့တွင် American ဟာယူကရိန်းအတွက်စစ်ရေးအထောက်အပံ့တွေနဲ့ထောက်လှမ်းရေးသတင်းအချက်အလက်ဝေမျှမှုတွေကိုလည်းဆိုင်းငံ့ထားခဲ့ပါတယ်။မတ်လ6ရက်နေ့မှာတော့ဇယ်လမ်စကီးဟာ Belgium နိုင်ငံ Barab ဆောင်းမြို့မှာဥရောပနိုင်ငံတွေရဲ့အရေးပေါ်ကာကွယ်ရေးအစီအမံတွေညှိနှိုင်းဆွေးနွေးမှုအစည်းအဝေးကိုတက်ရောက်ခဲ့ပါတယ်။ ဇယ်လမ်စကီကသူဟာအတွန်းရှည်တဲ့ငြိမ်းချမ်းရေးသဘောတူညီမှုတစ်ခုကိုမျက်မျက်ဆက်ဆက်အကောင့်ထဲပေါ်နိုင်ဖို့လိုလားကြောင်းပြောကြားခဲ့ပါတယ်။ပြီးတော့အဲ့ဒီမတ်လ6ရက်နေ့မှာပဲဝစ်ကော့ကသမ္မတထရမ်ဟာဇယ်လမ်စကီစီကနေတောင်းပန်မှုနဲ့ကျေးဇူးတည်တဲ့မှုကိုဖော်ပြတဲ့စာတစောင်းလက်ခံရရှိထားခဲ့တယ်လို့ကြေညာပါတယ်။ American ကလည်း Ukraine နဲ့ပတ်သက်ရင်လမ်းကြောင်းမှန်ပေါ်ပြန်ရောက်ပြီးကိစ္စအလုံးမူမှန်ဖြစ်လာဖို့မျှော်လင့်ပါတယ်လို့ Wiskoff ကဆိုပါတယ် ထရမ့်ကိုရန်ကတော့သူနဲ့ဇလမ်စကီရဲ့လူသိရှင်ကြားစကားများမှုအပြီးယူကရိန်းနဲ့ဆွေးနွေးမှုတွေပြန်လည်စတင်ဖို့ကိစ္စပေါ်ဘာမှချမ်းမှမပေးသေးပါဘူး။နောက်တစ်ပတ်အတွင်းဆော်တီမှာအမေရိကန်နဲ့ယူကရိန်းတို့ဆွေးနွေးကြမယ့်ကိစ္စကိုဇလမ်စကီကဘာရပ်ဆောင်းမျိုးအစီအဝေးတက်ရောက်ပြီးတဲ့နောက်လူမှုကွန်ရက်မီဒီယာ X မှာရေးသားအတည်ပြုထားခဲ့တာပါ။ဒီအတော့တွင်ပြင်သစ်သမ္မတအီမန်နီယယ်မာခရွန်ကလည်းယူကရိန်းမှာအပြစ်ခတ်ရစဲကြီးအစီအမံတစ်ခုကိုအဆိုပြုထားပြီးကနအူးအဆင့်အဖြစ် ဝေဟင်ရေပြင်ကစစ်ပွဲတွေစွန်းအင်ဆိုင်ရာအခြေခံအဆောက်အအုံတွေနဲ့အရက်ပတ်အဆောက်အအုံတွေပေါ်တိုက်ခတ်မှုတွေအလုံးရပ်နာဖို့ဆိုတာပါဝင်နေပါတယ်။ဇလမ်စကီကအဲ့ဒီအဆိုပြုချက်ကိုလက်ခံကြိုးဆိုထားပေမဲ့ရုရှားဘက်ကတော့ဘာမှချက်မှမပေးဘဲနှုတ်ဆက်နေသေးဖြစ်ပါရဲ့ရှင်။